င်ဆက်ပေးမယ့်သတင်းကတော့ပြပဟိုစီလို့တဲ့အလौဒမအိုရဲ့ကသက်မှုရှိလာတဲ့သတင်းပဲဖြစ်ပါတယ်။ဒီပါလောက်ကရှာပွေအေဂျင်စီများမှာစီလွတ်တဲ့လုံတမဥယေကိုကန့်သတ်ရှုရှာမှုတွေစတိုက်ပြုလုပ်လာတယ်လို့လုံတမဝန်ကြီးဌာနရဲ့ထုတ်ပြန်ကြေညာချက်များအရသိရပါတယ်။အေဂျင်စီတွေအနေနဲ့ဂျမန်လက်တာတစားကိုလူရင်း50ထံပို့စီဖို့အတွက်တလားတစ်ကြိမ်သာလျှောက်ထားမှာဖြစ်ကြောင်းမတ်လ22ရက်နေ့ကလုံတမဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ၎င်းထုတ်ပြန်ချက်နောက်ပိုင်းနိုင်ငံအလိုက်စီလိုရမယ့်အလုပ်သားဦးရေကိုနိုင်ငံပိုင်သတင်းစာမှတစင်စတဲ့ထုတ်ပြန်ထားတာကိုလည်းတွေ့ရပါတယ်။လိုင်စင်ရပြည်ပလောက်ကန်ရှာဝေးအေဂျင်စီများအနေနဲ့စင်ကာပူနိုင်ငံကိုအလုပ်သမားစီလိုရမှာအေဂျင်စီတစ်ခုမှအလုပ်သမား9ဦးသာခွင့်ပြုမှာဖြစ်ကြောင်းတန်ကိုရီးယားကိုလုပ်သားစီလိုရမှာအေဂျင်စီတစ်ခုကိုလူဆယ်ဦးသာခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။ ဒါအပြင်မလေးရှားနဲ့တခြားနိုင်ငံများအတွက်လုပ်ငန်းစဉ်ကိုလည်းဆက်လက်ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်းအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒီသတင်းတော့တော့သူကပေးပို့လာပါ